ိမ်လာပြီးတော့ကျွန်တော်လက်ကော်ဖီတောက်ဖို့လာပါလားကျွန်တော်လက်လာတွေ့ချင်တာလားတဖောက်ပဲလုပ်လို့ရမယ်ပစ္စည်းဆိုတော့လူကြီးမလူချင်းပစ္စည်းကကျွန်တော်တို့ကြိုမာမှပဲရမယ်ကျွန်တော်မှအများ stock အကုန်ထားပြီးရောင်းတော့မဟုတ်ကျွန်တော်ကအားလုံးမင်္ဂလာပါဒီနေ့တော့ဒီနိုင်၃လုံးကျွန်တော်ကိုမှားထားတဲ့လူကြီးမင်းတယောက်ရှိပါတယ်သူမနေ့ကတော့ကျွန်တော်ဒီမှာလာယူမယ်လို့ပြောတယ်ဒါရန်ကုန်ကယူသွားရန်ကုန်ယူသွားမှာပေါ့နော်ကျွန်တော် deposit ပေးထားတယ်ကျွန်တော် apartment မှာလာယူမယ်လို့ပြောတယ်အဲကျွန်တော်အလားလေးပြပေးခြင်းပြပေးခြင်းနာကတခြားတော့မဟုတ်ဘူးဗျအဲ့ဒီကျွန်တော်ပြဝယ်တဲ့ လူကြီးမေးဆိုတာညီငယ်ပါပဲကျွန်တော်ထက်ငယ်ပါလားညီငယ်ကျွန်တော်ဘာပြောလဲဆိုတော့အကိုနဲ့ဒါနဲ့ကျွန်တော်တင်ငင်းတယောက်အဲ online ပဲမှားလိုက်တာတဲ့ဟာ6သိန်းကျော်ကြတယ်တဲ့ဒီနိုင်ကြီးတဲ့အခုဒီမှာတက်လာလို့ကျွန်တော် priority လဲကျွန်တော်ဆက်ပြီးသွားပြီပေါ့ကျွန်တော်ကျွန်တော်ယူပြီးတော့ကျွန်တော်ခုဒီမှာခုဒီမှာခုတုံးလို့ကျွန်တော်စောင့်ဝင်မယ်ကျွန်တော် priority ကျွန်တော်ပြန်ရောင်းမယ်ပေါ့နော်ကျွန်တော် priority လဲကျွန်တော်ပြန်ကျွန်တော်အများကြီးယူပြန်ရောင်းမယ်ပေါ့နော်သူလူအဲ့ကျွန်တော်ဘာတယောက်ဝယ်လာ6သိန်းကျော်ကြတယ်ဆိုတော့အဲ့ဒီခါလေးကျွန်တော်ပြပြီဘလို့6သိန်းကျော်ကြသွားလဲမသိဘူးကျွန်တော်အခုရောင်းတာက 3သိန်း6000နဲ့9000မှာဒီအောင်လေး6သိန်းကျော်ဘလို့ရောင်းလဲတော့ကျွန်တော်လည်းမသိပါဘူးဗျအာဒါလေးကျွန်တော်ပြပြမယ်အခုနကကျွန်တော်ဖွင့်လိုက်တဲ့အချိန်မှာသူတို့မပါပါလဲဆိုတော့ကျွန်တော်ခုနောက်ပိုင်းမှာ CMG ပေါ့ချာလေးပေါ့နော်ကျိုးလုံးကျွန်တော် CMG ပေါ့ချာလေးပါပါတယ်ပေါ့ချာမှာစကျွန်တော်တို့ဘာဒီမှာ3900လောက်ရေးတာပေါ့နော်တော့သူရှောင်းလို့ရှိုးရရောင်းနေစီပတ်3900အဲအခုငွေစင်းနဲ့ဒီနေ့ပေါက်စင်းနဲ့ဘာညာတွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်9သိန်းမပြည့်ဘူးတော့ဘောနော်9သိန်းမပြည့်တော့ကျွန်တော်4သိန်း 8000ကျော်လောက်ပဲဖြစ်မှာဟိုငွေစည်းလေးနဲ့မြန်မာငွေစည်းလေးနဲ့ပြန်ဆို8000ကျော်လောက်ဖြစ်မယ်အဲသူတို့ရှိုးလုံးရောင်းစီပဲသူရှိုးလုံးရောင်းစီဆိုတော့သူတို့ပုံမှန်ရှိုးလုံးရောင်းစီကသူတို့4900ဒါဟိုဟာသူတို့ discount ရှိတယ်ဗျာရှိုးလုံးမှာလည်း discount ရှိတယ်ရှိုးလုံးမှာ always ever discount 10%ရှိပြီဒါကျွန်တော်တို့က30%ရတယ်ဗျာ30%ရတယ်ဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့တတ်တာတယ်ဗောနော်အဲဒီမှာဗောလူကြီးမင်းတို့ပြောတယ်အဲ့ဒီမှာဗောဒီစတေကာဗောအဲသူတငယ်ချင်းပြောတယ်တဲ့ရောက်နေငားရတယ်ဒီလို CMG စတေကာပါတယ်ပါတယ်လေး CMG စတေကာဒီမှာရှိုးလုံး level တောင်ပါတယ်လေဗျာတော့ချာလဲပါတယ်လေဗျာ now ထပ်ပါထပ်ပြီးတော့ဒီကျွန်တော် random ယူခြင်းဦးပေါ့နော်โอเค CMU random ယူမယ်ဆိုလို့ရှိရင်လည်းဒီ CMU random server လေးထည့်ပြီးလို့ရပါတယ်ကျွန်တော် random ကျွန်တော် set ပိုင်းဆက်ကျွန်တော်နှစ်နှစ်ပြတာမလို့ခြင်းဦး CMU random တစ်နှစ်ပဲယူမယ်သူတို့ရဲ့ rule and regulation တွေပဲအကုန်လုံးပါညာညာ bla bla ပေါ့အဲ့ဒါတွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ဒီကယူလို့ရတယ်ဟိုကျွန်တော်မပေးဘူးမထည့်ပေးဘူးဆိုတာ random show ပါဆိုလို့ဒီကဆိုလို့ဒီကယူမယ်ဒီ random ပဲယူမယ်ဆိုတော့ကျွန်တော်ကအဲကျွန်တော်ဒီလာပြောလို့ရှိရင်ကျွန်တော် CMU ပို့ပြီးတော့ အဲ့တော့စပိုင်းလုပ်လိုက်ပေါ့ဗျာကျွန်တော်ပြင်ပြောလိုက်ပေါ့အကျိုးစီကရန်နီယူတယ်နှစ်နှစ်ယူတယ်ဆိုလို့ရှိရင်တော့စပိုင်းဆိုင်ရာရန်နီနှစ်နှစ်ယူတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်အကုန်တောင်ယူလို့ပဲနော်ဒီစာရွက်ကလည်းကျွန်တော်တို့အပန်းကြည့်တာမဟုတ်ထည့်ပေးလိုက်လို့ရတယ်ကျွန်တော်ရန်နီရှုပ်သွားမှာဆိုလို့ကျွန်တော်ဟာဆိုကျွန်တော်မထည့်ပေးတာလူချင်းတောင်းလို့ရတယ်ထည့်ပေးလို့ရတယ်အများကြီးရှိတယ်ကျွန်တော်ကအကုန်ကကျွန်တော်ထပ်တောင်းလို့ရတယ်အခုတော့ကျွန်တော်ပြောလို့အဲ့အဲ့ဒါဆိုတော့သူကျွန်တော်ပြောတယ်အဲ့ဒီသူကပုံနေကျွန်တော်ရိုက်ပြီးပို့တယ်သူကဒီလို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 တွေပေါ့အဲ့ဒီပုံစံတိုင်းရမယ်အဲ့ဒီတိုင်းပဲကိုလည်းအဲ့ဒီတိုင်းပဲရောင်းနေတယ်ဆို ဟုတ်ပြီလားဆိုလို့ရှိရင်ကျွန်တော်ကိုယ့်စီကနေ3လုံးဆိုင်းယူမယ်သူပြန်ရောက်မလို့တဲ့အဲကျွန်တော်ဒီမှာကျွန်တော်ဒီမှာ3သိန်း6000နဲ့9000သူဘယ်လောက်ပြန်ရောက်မလဲဆိုတော့သူက4သိန်းခွဲ4သိန်းခွဲ9သိန်းကြီးကျွန်တော်ပြန်ရောက်မှာသူကောင်းနေဝယ်ထားတဲ့6သိန်း3000ဘလောက်လည်းမသိဘူးတဲ့6သိန်းကျော်တယ်တဲ့ကျွန်တော်လည်းစဉ်းစားမတက်တော့ဘူးဗျာရှိုးလုံးဈေးတော့မှအဲ့လောက်မပေါက်တော့အဲ့လောက်ဈေးကြီးနဲ့ဘလို့ရောင်းပြီးတော့ဘလို့တွေဝယ်ကြတယ်ငွေရအားပေါ်လို့ဖြစ်မှာပေါ့ကျွန်တော်နိုင်ငံကအားချမ်းသာတယ်တဲ့မှာအခုကကျိုးဆိုဘလောက်တော့ချမ်းသာလဲဆိုတော့အခုမြင်နေတဲ့အတိုင်းမှမြင်နေကြတာပဲနော် ်ငွေတွေအပင်ပေါက်ပြီးတော့ရသလိုငွေပရိသတ်အတွင်းပြင်းနေတင်းနေသလိုချမ်းသာတဲ့လူကြီးမင်းတွေရှိပါတယ်အဲအဲ့လိုလူကြီးမင်းတွေပဲဝယ်တယ်ဖြစ်မှာပေါ့ဗျာအဲတချို့ကြတော့လေတခြားလိုက်ပြီးတော့မလေးလာတခြားလိုက်ပြီးဒါတွေကကျွန်တော်ဗျာ online sale price တွေကကိုယ်ကမှရက်ကြည့်လိုက်လို့ရတယ်ဗျာအခုခေတ်ကဘလောက်ပဲနေရဘလောက်ရောင်းနေလဲဆိုတာကြည့်ပြရကျွန်တော်တွေကကျွန်တော်အခုနဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးတယ်နော်တကုတ်ကိုကုန်ဖော်တာလည်းမဟုတ်ပါဘူးအဲကျွန်တော်ဝယ်လို့ရှိရင်တော့ဒီလိုအမခန္ဓာတရားကတော့အမခန္ဓာဈေးသက်သက်လေးနဲ့ရမယ်ဒီ product တွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းကြီးညာလာပြီလားကျွန်တော်40% off ရတယ်ကျွန်တော်30%ပြန် short ပေးတယ်ကျွန်တော်ဒီ PC တော်ရအောင်ကျွန်တော်10%စားတယ်ဒါပြပြပုံဝင်လေးလေးပဲကျွန်တော်ပြောပြီးတော့ရောင်းတာကျွန်တော်အများနဲ့အာမခံပြီးတာကျွန်တော် alternate တစ်မျိုးပဲရောင်းတယ်အစ်စ်အစ်စ်လည်းအာမခံတယ်ဟုတ်ရန်နည်းပတ်တယ်လို့ရှိရင်ကျွန်တော်အချိန်မီးဘာမှစိတ်ပူစရာမလိုဘူးပြောလို့ရတယ်ဒါသူ့ရဲ့ manual ပုတ်ပေါ့နော် manual ပုတ်စာရောလေးပါ manual ပုတ်စာရောလေးပါတယ်ဟိုနောက်ကျွန်တော်ပြောလို့ကျွန်တော် CMG ပေးတာအဲဆက်ကူ8တယ်တစ်ခါတော့8တယ်လည်းရှိတယ်အဲ့ဒါလိုချင်တယ်ဆိုလို့ချင်းလည်းထည့်ပြလို့ရပြဿနာမရှိဘူးအဲ့ဒါအဲ့ဒါလေးတတိမောမောလေး ထားပြီးတော့ကျွန်တော်အမြဲလက်ဆောင်နေလဲကျွန်တော်ထည့်ပေးတယ်ဗောနော်လက်ဆောင်ကျွန်တော်လက်ဆောင်ဒီကောင်လေးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကျိုးအတိုးလျှော်လုပ်တဲ့ဒီစကူဒရိုင်ဘာအသေးလေးလေးကျွန်တော်လက်ဆောင်ထည့်ပေးတယ်အဲ့ဒါလေးဆိုလို့ရှိရင်တော့ကိုယ်အိမ်မှာတင်လာလို့ရှိရင်တခြားအတိုးအတိုးလျှော်လုပ်ဖို့အတွက်အရင်ကောင်စားနေစရာမလိုဘူးဗောနော်အတရားတစ်လုံးလေးလည်းထပ်ပြီးတော့ပြလိုက်ပါဦးတစ်လုံးပြရမယ်တစ်လုံးကလေးရဲ့ဒီဇိုင်းပါပဲခင်ဗျာဒါအတူတူအစ်စ်တွေကကျွန်တော်တို့အရန်အသားနာအရန်กว่าပါတယ်ခင်ဗျာဒီ CMG sticker တော့ဒီဇိုင်းပဲ ဒါတော့ A168 ထဲမှာတော့အမြင့်ဆုံးပေါ်တယ်ပေါ့ဗျာအဓိကတော့သူကျိုးဒီဇိုင်းအရမ်းမိုက်တယ်ဗျာကျွန်တော်တို့ကတော်တော်လေး luxury ဆန်တဲ့ဟာလေးပေါ့နော် black ကမှ all black asset ပေါ့နော်ဒါတော့ all black asset အဲကျွန်တော်နောက် GG ဆိုတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါတော့ grey ပေါ့နော် grey black ပေါ့ဒါတော့ all black asset အဲဒါလေးရဲ့ဒီမှာအဲ့ဒါအဲ့ဒါမှာဘောက်ချာဘူးတယ်မှာဗျာဘောက်ချာပါတယ်ဗျာပြန်ရောင်းပြန်ရောင်းလို့လည်း AC ပြန်ရောင်းကျင်တယ်လို့လည်းပြန်ရောင်းလို့ရကျွန်တော်ပြန်ကျွန်တော်လည်းပြန်ရောင်းတယ်လူကြီးမင်းလည်းအများကြီးရှိတယ်ယူပြီးတော့တလိုင်းတစ်ပိုင်းပြန်ရောင်းနေကြတာလीကျွန်တော်တော့ ဲ့လိုမျိုးတွေတော့ကျွန်တော်မကြင်ညာပြီးတော့ဘူးနော်ဘာလို့ဆိုသူတို့ဈေးရောက်လာအရောက်ခတ်သွားမှာဆိုလို့ပါဘလူကကျွန်တော်ဈေးဝယ်ပြီးဘလူတွေပြန်ရောက်နေလဲဆိုတော့ကျွန်တော်မပြောတော့ပါဘာလို့ဆိုတော့သူတို့ရောင်းကန်ကြီးဝယ်ကန်ကြီးကျဈေးတွေပြောလာခတ်သွားမှာဆိုလို့လေနော်နိုင်ဆိုင်တွေတော်တော်များများလေကျွန်တော်ဈေးယူရောင်းနေတာရှိပါတယ်ဒါပေမဲ့မပြောပါဘူးစိုင်းနမိတ်တွေဒါတော့ကျွန်တော်စီးလေးစောင့်အောင်စီးစောင့်အောင်ပေါင်ဆောင်အောင်ပေါ့စီးတွေပေါင်လို့ရှိမှပဲအဆင်ပြေမှာပေါ့နော်အဲ့ပုံစံမျိုးလေးပါပဲဆင်တာဒါလေးလေအာဆိုမနေ့ကကျွန်တော်ဖုန်းဆက်ပြီးတော့အိမ်မှာလာယူမယ်တဲ့ ကျွန်တော်နဲ့ပြောဆိုပြီး deposit ပေးပြီးမှားပြီးမှကျွန်တော်အိမ်မှာလာယူလို့ရတယ်လာမဝယ်လို့မရဘူးကျွန်တော်ကပစ္စည်းအများကြီး store ထားပြီးရောင်းတာမဟုတ်ဘူးအဲ့တော့ login နဲ့ပစ္စည်းရကျွန်တော်ဒီမှာရှိတယ်မှာရှိမှာလေကျွန်တော်အိမ်လာပြီးတော့ကျွန်တော်လည်း coffee တောက်ဖို့လာမှာလားကျွန်တော်လည်းလာတွေ့ချင်တာလားဒါတော့ပဲလုပ်လို့ရမှာပစ္စည်းဆိုတော့ login login ပစ္စည်းရကျွန်တော်တို့ကြိုမာမှပဲရမှာကျွန်တော်မှအများ store အကုန်ထားပြီးရောင်းတာမဟုတ်ဘူးကျွန်တော်က stock ထားပြီးမရအောင်ကျွန်တော်တို့လည်းပြောပြပါ update တွေလည်းအများကြီးပစ္စည်းရထွက်နေလူဆိုတာ stock ထားပြီးရောင်းလို့ရှိလို့ရှင်ကိုယ့်ရဲ့စိတ်ကကိုယ့်စီမှာရှိတဲ့ပစ္စည်းကိုပဲရောင်းနေတာတခြားတစ်ချက်ကောင်းတဲ့ပစ္စည်းထွက်လာရင်လည်းမညှို့နေတော့ဘူးအဲ့စိတ်ရှိတယ် အဲ့တော့ကိုယ့်ဒီမှာဒီ stock ရတည်နေတယ်ဒါဒီ stock တွေမြန်မြန်ရောင်းရမှအဆင်ပြေပါလေကျွန်တော်ကြောတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကြောတော့အမြန် update ကပိုကောင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော် update ညွှန်းတယ်ကျွန်တော်အဲ့ဒါကျွန်တော် stock တော့ထားမရအောင်ကျွန်တော် pre order ပဲကျွန်တော်ရောင်းတယ်ကြိုက်တဲ့ model ကြိုက်တဲ့ပုံစံမျိုးကြိုက်သလောက်အသစ်ထွက်ပြကျွန်တော်ဝယ်ပြီးတော့မှာပေးလို့ရတယ်အဲ့ပုံစံမျိုးဆိုတော့ကျွန်တော်ကိုယ်စွဲမရှိတော့ဘူးနော်ကိုယ်စွဲရှိနေပစ္စည်းတစ်ခုကြီးကိုအာဒီအရီပဲထိုးရောင်းချင်တယ်လူကစိတ်ရှိတယ်ဗျာအဲ့စိတ်တစ်ခုကြီးတော့အဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကကျွန်တော်အဲ့ install ထားမရအောင်ပစ္စည်းအများကြီးလည်းကျွန်တော်ဝင်းရင်းပြီးတော့ ဝယ်ပြီးရောင်းလို့ရတယ်ကျွန်တော်မရောင်းဘူးဘာလို့လဲကျွန်တော်အဲ့စိတ်ကပြောင်းသွားမှာဆိုလို့လေကျွန်တော်စိတ်ပြောင်းသွားမှာဆိုကျွန်တော်အဲ့ဘယ်လိုပြောမလဲကျွန်တော်ရန်ကုန်မှာ store ရှိနေတာမှာကျွန်တော်အဲ့ store တွေကျွန်တော်ထိုးမရောင်းထိုးမရောင်းကျွန်တော်မေးမှရန်ကုန်မှာ bus store ရှိတယ်ဆိုမှကျွန်တော်ပြပေးတယ်ထိုးမရောင်းဘူးအဲ့လိုမျိုးကျွန်တော်ပစ္စည်းအဲ့လိုမျိုးအဲကိုယ်မှာ store တွေကြံနေလို့အဲ့ဒါတွေယူထိုးအဲ့ဒါအဲ့ဒါတွေယူ post တွေထက်ခါထက်ခါတင်အဲ့လိုပုံစံမျိုးလည်းကျွန်တော်မရောင်းဘူးကျွန်တော်အမြဲ post တွေဆိုတော့ကျွန်တော်မတူအောင်ပဲတင်တယ် post တွေဒါမှလူကလည်း fresh ဖြစ်မှာလေ taste ကလည်းအမြဲကြည့်နေလူကလည်း fresh ဖြစ်မှာပေါ့ အဲ့လိုပုံစံမျိုးလေးပဲရောက်ပါတယ်ထုံးစံတိုင်းထပ်ပြီးတော့ဗီဒီယိုတိုင်းမှာထည့်ပြောပါတယ်ထပ်ပြီးတော့ဒါလည်းထပ်ပြီး repeat after repeat or ထပ်ပြီးလုံးအောင်ပါဒါလည်းမြန်မာနိုင်ငံမှာပဲဆိုတော့ကျွန်တော်တို့က20% percent မဖြစ်မနေကြိုးပြရပါတယ်20%ကျွန်တော်တို့အများကြီးကျွန်တော်ပြောပါ20%တော့မယုံလို့မဝယ်နဲ့ပေါ့ဗျာဒါရှင်းရှင်းလေးပြောဟုတ်တယ်မလား20%တော့မယုံကြည့်ရောက်ထင်မဝယ်ပါနဲ့ထိုင်းနိုင်ငံလေဘန်ကောက်မြို့အတွင်း20%နဲ့မှာပြီးတော့ deposit 20%ပေးပြီးတော့အပတ်မှာလာယူလို့ရတယ်ကျွန်တော်ပို့ပေးရမှာဆိုရှင် delivery ခါချိတယ်ပေါ့နော် ငွေကြိုလွှဲတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ထိုင်းနိုင်ငံတကယ်လို့က delivery free ပါမြန်မာနိုင်ငံကိုလည်းကျွန်တော်အရင်ကငွေကြိုလွှဲ delivery free ပို့ပါတယ်အခုနောက်ပိုင်းကျွန်တော်လမ်းကာကွယ်ရေးမြေရတော့အဲကာကွယ်နဲ့ပို့ရ9တလုံးပတ်200ပေးရတယ်9တလုံးပတ်200ပေးရတယ်ချို့ချို့နေရာ300ပေးရတယ်ဒီ200တော့မှချို့ချို့400ပေးရရှိ500ပေးရရှိတယ်ဒီ200တော့မှကျွန်တော်ကလာချုပ်ချုပ်ထားတာတို့နဲ့လာချုပ်အတနေရာကို9လုံးနဲ့တပတ်ကိုအလုံး20အဲ့လိုလာချုပ်ချုပ်ထားလို့ကျွန်တော်200နဲ့ရတာ ျွန်တော်နိုင်အများကြီးရောင်းချင်တာမှကျွန်တော်ရောင်းလို့မရဘူးတလောက်ကျွန်တော်ဦးနဲ့ပြောလို့အလုံး100တက်ပူရောင်းလို့မရဘူးကျွန်တော် order ကတော့ကျူတွေအများကြီးရှိတယ်ကျွန်တော်ရောင်းချင်တယ်ဒါပေမဲ့ကျွန်တော်အဲ့လောက်အများကြီးကျွန်တော်ရောင်းလို့မရသလိုကျွန်တော်လည်းအဲ့ထိုက်ဟိုဘယ်လိုမှမရရန်ကုန်နဲ့ဘန်ကောက်အသားပြန်လို့ဖို့လဲကျွန်တော်အတွက်ကတော့အဆင်မပြေသေးတဲ့ပုံမှာကျွန်တော်လည်းရောင်းလို့မရဘူးအဲ့တော့ပစ္စည်းမှရတော့ဆောက်ဆောက်လဲဆောက်အောင်ပါဘောနော်အရှိမလဲကျူတွေရှိတယ်အဲ့ကောက်ကူကလည်းကျွန်တော် fair ဖြစ်အောင်ယူပါတယ်အရန်လောတဲ့အဲ့ကောက်အရန်လောနေတယ်ဆိုလို့ရှိရင်အရန်အလင်းလို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်3000ယူတယ် အရင်မလိုဘူးအလင်မလိုဘူးပုံမှန်ပဲဆိုလို့ရှိရင်တော့တောင်းတောင်းပဲပဲယူတယ်အကျွန်တော်ပေးရ200ပေးရနော်ဘောက်ချာလေးပြလို့ရကျွန်တော်ချာလေးကျွန်တော်ပြရတယ်အကုန်လုံးကျွန်တော်ပေးရ200ပေးရကျွန်တော်မှမယုံလဲကာကိုတွေမှာကော့ကိုပိတ်စီအများကြီးရှိတာပဲအဲကောက်ကိုပိတ်စီအာ BKK အကောက်ကိုလိုရိုက်လိုက်ရိုက်ပြီးအဲ့ပိတ်စီမှာတော်ပြီ9တောင်းကောင်းနေရန်ကုန်9ပို့ချင်တယ်အကောက်ကိုဘလောက်လဲဆိုတော့မသိရမှာဈေးကဒါအကုန်လုံးလွယ်လွယ်လွယ်ကူရိုးရှင်းနေတဲ့ခက်ကြီးမှာဗျာကျွန်တော်အိတ်ထင်ထပ်ဆိုင်ပြီးတော့အကောက်ကိုကျွန်တော်ထပ်ဆိုင်ပြီးရှော့ပြီးတော့ပေးတယ်ပေါ့ဗျာဈေးလည်းတက်တာသေးတယ်အကောက်ကိုကလည်းထပ်ပြီးရှော့ပေးသေးတယ်ဗျာ လက်ဆောင်ပစ္စည်းလက်ထည့်ပေးသေးတယ်ဗျာကက်ဆမ်မအရင်လက်အရင်အရင်လက်ကူးဆိုင်တယ်ဆိုတော့ပုံစံမျိုးကြီးလက်ပေါက်နေလားမသိဘူးနော်ဟုတ်ပါတယ်ကျွန်တော်တကယ်လက်အရင်ကိုကူးဆိုင်ပါကိုနဲ့စိတ်နဲ့နှိုင်းပြီးတော့ကျွန်တော်ကူးဆိုင်ပါဒါဇူးဇာပြောတာပါအငားဆိုရင်တော့ဘယ်လိုမျိုးဖြစ်သွားမလဲအငားဆိုရင်တော့ဟိုလိုမျိုးဖြစ်သွားမလားအဲ့လိုပုံစံမျိုးနဲ့လေကျွန်တော်အမြဲတမ်းစဉ်းစားပြီးတော့ဒါလေးတွေကျွန်တော်အမြဲတမ်းလုပ်ပြပါတယ်အဲ့ဒါနက်ပြေကတော့ကျွန်တော်ဝေဘူးရဲ့လူကြီးမင်းတိပါတယ်ခင်ဗျာကျွန်တော်အမြဲတမ်းလေဟိုဘယ်လိုပြောမလဲတခါတလေဟိုလူဆိုတော့ဟို လက်ဟာမှုလေးတော့ရှိရပါဘူးအဲ့လိုလက်ဟာမှုလေးရှိတဲ့အခါကျလို့ရှိရင်လည်းအဲကျွန်တော်အနုညွတ်တောင်းပါပါနဲ့နားလည်ပေးပါခင်ဗျကြည့်ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကခင်ဗျကိုပြပါဘာဘာ